မင်္ဂလာပါခင်ဗျာဒီနေ့ဆွေးနွေးမှာကတော့လက္ခဏာပညာမှာကံလန်းကြောင်းနဲ့ပတ်သက်တဲ့အကြောင်းကိုတင်ပြဆွေးနွေးမှာပါပါတယ်ကံလန်းကြောင်းဆိုတာကဒီလက်ဝါးရဲ့အောက်ခြေကနေပြီးတော့ဒီလက်ကလေးထိတ်နာတိစနေတော့ကိုဂျုံကုန်တိတက်တဲ့လမ်းကြောင်းကိုဒီကံလန်းကြောင်းလို့ခေါ်ပါတယ်ကံလန်းကြောင်းပြောတဲ့နေရာမှာနေရာလေးတချို့ကိုသိအောင်ပြောပြထားကြပါမယ် ချို့နေရပထမဆုံးနေရာကတော့ဒီအင်္ဂါလွင်မြင်မဲ့ခေါ်ခေါ်ပါเนาะမဟာတရိကံလွင်မြင်လို့ပဲခေါ်ခေါ်အဲ့ဒီနေရာလေးကဒီကံလမ်းကြောင်းထွက်တဲ့နေရာလေးတစ်ခုဖြစ်တာကိုလည်းတွေ့ရပါတယ်နောက်တစ်ခါဒီအဲ့လမ်းကြောင်းအပြင်ပေါ့เนาะဇိုင်ဝမ်းအပြင်ပေါ့နောက်ထွက်တဲ့နေရာကတော့ဒီညာလမ်းကြောင်းနေရာကထွက်တာရှိမယ်နောက်ဟိုနှလုံးလမ်းကြောင်းကထွက်တာလေးနေရာရှိမယ်နောက်ညာလမ်းကြောင်းနဲ့ဒီနှလုံးလမ်းကြောင်းကြားနေရာကထွက်တာလေးတွေရှိမှာဖြစ်ပါတယ် အဲ့တော့ပထမအဦးဆုံးပေါ့နော်ဒီဒီပြအကျင်နာကဒီလက္ခဏာမှာဒီလက်ကအောက်ခြေရနေပြီးတော့ဒီလက်ကလေးရဲ့အောက်ခြေအထိတိုက်ရိုက်ထွက်သွားတဲ့ကံလန်းကြောင့်ပါဒီလက္ခဏာရှင်တယောက်အတွက်ဘဝမှာတိုးတဲ့အောင်မြင်မှုအတွက်အကောင်းဆုံးလမ်းကြောင်းတစ်ခုဖြစ်ပါတယ်တကယ်လို့များပေါ့နော်အခုနပြပြခဲ့တဲ့အင်္ဂါလွင်ပြင်အတွင်းကနေထွက်ခဲ့တဲ့ solution တော့ဒီလက္ခဏာရှင်တွေအတွက်ကတော့ ဘဝမှာအခက်အခဲတွေကြောပြတ်မှုတွေကိုကြုံဆုံရမယ်။ဒီကာလအမတိုင်ငယ်မှာဆိုလို့ရှိရင်သူတို့ကစားဝတ်အနေအထားတောင်မှအခက်အခဲတဲ့ဆိုတဲ့အနေအထားမျိုးတိဖြတ်သန်းပြီးမှသာလေသူတို့ကဘဝမှာ အောင်မြင်ခြင်းလမ်းစကိုအစအတင်နိုင်မှာဖြစ်ပါတယ်။နောက်တစ်ခုကဒီကံလမ်းကြောင်းပါပဲပေါ့နော်။ဒီထွက်တဲ့နေရာကဥကောင်းလမ်းကြောင်းနေရာကဆက်ထွက်မယ်ဆိုလို့ရှိရင်တော့ဒီပုံကိုယ်တွေကဒီအသက် 35ပတ်ဝန်းကျင်မှာစပြီးတော့အောင်မြင်နိုင်မဲ့နေသားရှိပါတယ်အဲ့ဒါကဒီနှလုံးလမ်းကြောင်းကထွက်တဲ့ခံလမ်းကြောင်းတွေကြတော့အသက်53သို့မဟုတ်40နောက်ပိုင်း53ပတ်ဝန်းကျင်မှာတော့အဓိကအဖြစ်အဲ့ကာလနောက်ပိုင်းလမ်းမှာတာလင်းအောင်မြင်မဲ့တက်ကြီးပိုင်းကာလမှာအောင်မြင်မဲ့အတူလို့သတ်မှတ်လို့ရပါတယ်တကယ်လို့များပေါ့ဒီဥကောင်းလမ်းကြောင်းနဲ့နှလုံးလမ်းကြောင်းနှစ်ခုကြားမှာရှိတဲ့နေရာကထွက်ခဲ့မဲ့ဆိုလို့ရှိရင်တော့ဒီအသက်30 9နဲ့53အကြားနေရာ ထွက်တဲ့နေရာပေါ်မူတည်ပြီးတော့အသက်40ပဝန်းကျင်နော်45ပဝန်းကျင်မှာအောင်မြင်မဲ့သူတွေဖြစ်တတ်ကြပါတယ်။ဒါကအသက်အပိုင်းခြားလိုက်အောင်မြင်ခြင်းတွေကိုအတင်ပြခဲ့တာ။ဒီအသက်လမ်းကြောင်းထွက်တဲ့နေရာပေါ်မူတည်ပြီးတော့ငယ်စဉ်ကဘဝမှာလွတ်လွတ်လပ်လပ်နဲ့အောင်မြင်ခဲ့သလား။မိဘအတန်းဝန်းကိုမိခိုပြီးမှအောင်မြင်ခဲ့သလား။နောက်ဒီအောင်မြင်မှုကဘလို့နေထိုင်နဲ့အောင်မြင်ကလေးဆိုတာကိုကြည့်ဖို့အတွက်ဆိုလို့ရှိရင်တော့ဒီကံလမ်းကြောင်းထွက်တဲ့နေရာလေးကိုမူတည်ပြီးကြည့်ရပါမယ်။ဒါလို့ကံလမ်းကြောင်းက ီပထမဆုံးမှာပြခဲ့တဲ့ပုံလူလက်ကအောက်ခြေကနေပြီးတော့အတန်းအမိအပေါ်ကိုထဲရိုက်တက်သွားတယ်ဆိုရင်တော့ငယ်စဉ်ကာလအထက်ကဒီအသက်အရွယ်ကြီးမားတဲ့ကာလအထိပေါ့နော်စတင်အောင်မြင်ခဲ့တဲ့ကံတရားရှိတဲ့သူလို့ခေါ်မယ်။နောက်ဒီကဲလို့အသက်လမ်းကြောင်းနဲ့ရှင်ပြီးတော့ဒီကံလမ်းကြောင်းကထွက်ခဲ့မယ်ဆိုလို့ရှိရင်တော့သူကဒီငယ်စဉ်မှာဘဝမှာကိုယ်သဘောနဲ့ကိုယ်လွတ်လွတ်လပ်လပ်မလွှတ်ရှားခဲ့ရဘူး။မိဘအတိုင်းဝိုင်းနဲ့ မိဘအတိုင်းဝန်းကိုမိခိုးပြီးမှမိဘအတိုင်းဝန်းရဲ့အရေးကိုနေပြီးမှတိုးတိုးတက်ခဲ့တဲ့သူတွေရှိတယ်။တချို့ကျတော့မိဘအတိုင်းဝန်းကိုငဲ့ပြီးပွားမှာတိုးတက်မှုတွေကိုငဲ့ခဲ့ငဲ့ခဲ့ရတဲ့သူတွေလည်းရှိတယ်။နောက်တစ်ခါဒီလမ်းကြောင်းမျိုးဆိုလို့ရှိရင်တော့ဒီလက်ကတင်းလာဂျိုကွန်ရဲ့အဆက်တောက်ကြဂျိုကိုအင်္ဂါလူမီနာရဲ့အဆက်လေးကနေပြီးတော့ဒီထွက်လာတဲ့သူတွေဆိုလို့ရှိရင်တော့ဘသူအတွဲမှာပူစရာမလိုဘူးเนาะကို့အတွက်ကိုလွတ်လွတ်လပ်လပ်နဲ့ငငယ်တွေက စပြီးအောင်မြင်ခဲ့တဲ့ကြိုးစားလို့ရခဲ့တဲ့အခွင့်အလမ်းရှိတဲ့အသူတွေဖြစ်တာကိုတွေ့ရတယ်။နောက်ဆုံးတစ်ခုကတော့ဒီတနင်္လာဂျိုကွန်ဘောကထွက်တဲ့ကံလန်းချောင်းတနင်္လာဂျိုဘောကထွက်တဲ့ကံလန်းချောင်းကတော့ဒီဘာဟိုပြလဲဆိုတော့ဒီလူကဒီအေးသက်နဲ့ပတ်သက်တဲ့အလုပ်စိတ်ကူးအတွေ့အကြံနဲ့ပတ်သက်တဲ့အလုပ်တွေနဲ့ပတ်သက်ပြီးဘဝမှာအောင်မြင်မှုရမယ်။အများပြည်သူကအားပေးတဲ့အတင်မွေးညမှုနဲ့ဒီလူကအောင်မြင်မှုရမယ်ဆိုတဲ့အနေအထားမျိုးကိုပြတာဖြစ်ပါတယ်။ ဒါကြောင့်ဒီမှာလက္ခဏာတွေထွက်တဲ့နေရာတွေလက္ခဏာထွက်လက္ခဏာမှာပေါ့နော်ဒီကံလန်းချောင်းလေးတွေကထွက်တဲ့နေရာတွေပေါ်မူတည်ပြီးတော့ကိုယ့်ဘဝမှာဘယ်ချိန်ဘယ်ကာလမှာအောင်မြင်မယ်ဆိုတာသုံးသပ်လို့ရတယ်ဆိုတာတွေ့ရတယ်။ထို့နည်းတူတာပေါ့နော်ဒီကံလန်းချောင်းတွေအနေထားအရာပေါ့နော်ဟိုအောင်မြင်မှုအတိုင်းအတာလေးမှာအောင်မြင်မှုအနည်းအများတို့ဟိုဘဝမှာလန်းချောင်း က်တောက်သွားတာတို့နော်ဘဝမှာအောင်မြင်မှုနဲ့ပတ်သက်ပြီးဆုံဆုံသွားတာတို့အလုံးနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်ခက်ခဲတွေပြည့်ရဲဆိုတာကတော့ဒီကံလန်းကြောင်းကြီးရဲ့အနေကသွားတဲ့နေပေါ်မူတည်ပြီးတော့ပေါ့သိနိုင်တဲ့ဆိုရဲကြောင်းဒီနေ့လက္ခဏာကြီးရတင်ပြအချက်မှာကံလန်းကြောင်းနဲ့ပတ်သက်လို့တစိတ်တည်းတည်းသာအတင်ပြအတင်ပြလိုက်ပါတယ်ကျမ်းမာချမ်းသာလူရာပြပါစေ